မြန်မာနိုင်ငံကိုပြည်ပရင်းနှီးမြှုပ်နှံမှုတွေကဇက်တိုက်ဝင်လာနေပါတယ်။ဒီလိုဝင်ရောက်လာမှုထဲမှာတော့မြန်မာနိုင်ငံရဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့စိုက်ပျိုးရေးကဏ္ဍမှာပြည်ပရင်းနှီးမြှုပ်နှံမှုတွေအားနည်းနေပါသေးတယ်။ဘာကြောင့်ဒီလိုအားနည်းနေရတာလဲ။ဘာတွေပြင်ဆင်ဖို့လိုနေပြီလဲ။ဒီအကြောင်းအရာကိုသတင်းတောင်မတ်ထက်ထအောင်ကမေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်ရှင်။ ဖွင့်သစ္စာမြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းတွေကိုဆွဲဆောင်နေတဲ့အချိန်မှာတွင်ထွက်တယံဇာတတူဖို့ရေးလုပ်ငန်းစောက်လုပ်ရေးကဏ္ဍကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းစာရာတွေသာဝင်ရောက်မှုများပြားနေသေးပြီးစိုက်ပျိုးရေးကဏ္ဍမှာတော့ဝင်ရောက်မှုကခုချိန်ထိတောင်ကျော်နေနေဆဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံစံစဘာအဖွဲ့ချုပ်တွဲဖက်အတွင်းမှုဦးလူမောမြင့်မောင်က ကျွန်တော်နိုင်ငံခြားရေးညွှန်နှံမှုကိုခွင့်ပြုပေးထားတာပေါ့နော်။ဒါပေမဲ့အခုနေထားရတော့စိုက်ပျိုးရေးခန္ဓာမှာဝင်ရောက်မှုအားနည်းနေတာတော့အမှန်တွေ့ရပါတယ်။အဲ့တွေ့ရတဲ့ဘက်ကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သုံးသက်တာပေါ့နော်။စိုက်ပျိုးရေးခန္ဓာတခြားလုပ်ငန်းတွေနဲ့မတူဘူး။ တူဆိုတာ London investment ဖြစ်တယ်ရေရှည်ကျမသာလည်းအကျိုးမြတ်ဖြစ်နိုင်တယ်တနည်းနည်းနည်းနဲ့အကျိုးမြတ်ရနိုင်တယ်နိစိုက်ပျိုးရေးကဏ္ဍအဲ့လိုဖြစ်နေတယ်ဆိုင်ပြိုးရေးကဏ္ဍရဲ့လိုအပ်ချက်တွေဖြစ်တဲ့မြို့ကောင်းမြို့သားစဘာရရှိမှုအားနည်းနေတာရယ်နဲ့မြို့ပညာလိုအပ်ချက်တွေကြောင့်စဘာအထွန်းလုံးရော့ချနေတာဟာလေလေယာဆိုင်ပြိုးရေးကဏ္ဍမှာပြပရင်းနှီးမြှုပ်နှံမှုအားနည်းနေသေးတာဖြစ်တယ်လို့ဦးလူမော်မြန်မောင်ကဆက်ပြောပြထားပါဗျ။ကမ္ဘာပိုင်ရဲ့အရှိတောင်အာရှဆိုင်ရာဆိုင်ပြိုးရေးပညာရှင်တဦးက မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍမှာနိုင်ငံခြားတရားရင်းနှီးမြှုပ်နှံမှုတွေညှော်နှဲနေရတဲ့ပတ်သက်ပြီးဘာပြောသလဲဆိုရင် to be taken at the uh, rice ကျွန်တော်တို့အရင်အစီရင်ခံစာမှာဆန်ဆက်တွေကိုအခန်းကြီးတရအနေနဲ့ဖော်ပြထားပါတယ်ဒီအထဲမှာလည်းချင်းငွေကိုလွယ်ကူစွာရရှိရေးအတွက်အလွန်အရေးကြီးတဲ့အကြောင်းပြောထားပါတယ်ကျွန်တော်တခြားနိုင်ငံနဲ့ရှင်ပြီးပြောရမယ်ဆိုရင် ခမားတို့အစိုးရအနေနဲ့ဗန္နာယီကဏ္ဍအတွင်ပြောင်းလဲမှုတွေလုပ်တင်တယ်ဒါမှသာနိုင်ငံသားယင်းဤမြုံနံမှုတွေကစံဆက်တွေအတွက်ဆက်ဆောင်မှုဖြစ်လာမယ်ကြီးမားတဲ့မာတီငွေတွေပေါ်လာနိုင်ပါတယ်မြန်မာနိုင်ငံမှာနိုင်ငံသားယင်းဤမြုံနံသူတွေကစံစမားကဏ္ဍမှာအချိုးစားအရနည်းနေပါတယ်အလွန်ကွာခြားမှုတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံသားတိုက်ရိုက်ယင်းဤမြုံနံမှုတွေကတင်းကျပ်နေတယ်ဒါတွေကိုသူတို့ဖယ်ထုတ်တင်တယ် ကမ္ဘာဘဏ်ကနေပြည်တွင်းပြည်ပကုမ္ပဏီပေါင်း900ကျော်ကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ပတ်သက်ပြီးလိုအပ်ချက်နဲ့အခက်အခဲတွေကိုမေးမြန်းတဲ့အခါမှာငွေကြေးအရင်းအနှီးတည်ဆင်မိနဲ့လှုပ်သားရှားပါမှုကအဓိကအကြောင်းရင်းတွေအဖြစ်ကြံနေသေးတယ်ဆိုပြီးဖြေဆိုကြတယ်လို့ကမ္ဘာဘဏ်ရဲ့မြန်မာပြည်ဌာနကိုယ်စားလှယ် Mr. Abel Dula ဆက်ကပြောပါတယ်။နောက်ထပ်သူဆက်ပြောတာကိုနားထောင်ကြည့်ရအောင်ပါ။ What we uh, see is that uh, uh there is a large need to improve business climate ပြည်တွင်းမှာစီးပွားရေးလုပ်ငန်းသူတွေအတွက်ရောပြည်တွင်းမှာရှိနေတဲ့စီးပွားရေးဆိုင်ရာလုံထုံးလုံနီးတွေရောအကုန်လုံးကညီညွတ်ညီမျှဖြစ်နေရမယ်လူတိုင်းအတွက်လွယ်လွယ်ကူကူဖြစ်ရမယ်ရိုးရိုးရှင်းရှင်းလုံထုံးလုံနီးတွေဖြစ်ဖို့လိုအပ်မဲ့စီးပွားရေးလုပ်ဖို့အတွက်ချိန်ယူရတဲ့အတားအဆီးတွေကိုလည်းဖယ်ပေးဖို့လိုအပ်မယ် မြန်မာနိုင်ငံဟာဒီကဏ္ဍတွေမှာစပြီးတော့လုံနေတာတွေကိုလည်းတွေ့နေရတယ်။တိုးတက်မှုတွေကိုပို့ပြီးတော့အရှိန်ဟုန်မြင့်မြင့်နဲ့ဒီဇိုင်းမမတ်လှုပ်သွားဖို့လိုအပ်တယ်။ဒီအချက်ကတော့ရင်းနှီးမြှုပ်နှံပြီးတော့ဝင်လာမဲ့စီးပွားရေးလုပ်ငန်းတွေတောင့်တင်းလာဖို့အဓိကအခြေခံအကြောင်းရင်းတွေရရှိပြီးလူတွေရဲ့အလုပ်ကံခွင့်လန်းတွေပုံမရရှိလာနိုင်မယ်။1988ခုနှစ်ကနေဒီနေ့အချိန်ထိမြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံသားယင်းနှိမ့်နှံမှုပမာဏစုစုပေါင်းအမေရိကန်ဒေါ်လာတန်ပေါင်း240ကိုခွင့်ပြုထားပြီးဖြစ်တယ်လို့မြန်မာနိုင်ငံယင်းနှိမ့်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့မှတ်တမ်းတွေမှာတွေ့ရပါတယ်။ဒီပမာဏဟာ1988ခုနှစ်နောက်ပိုင်းအစိုးရအသစ်တက်လာပြီးချိန်မှာအသစ်ဝင်ရောက်လာတဲ့ပမာဏလည်းဖြစ်ပါတယ်ရှင်။